ဒူဘိုင်းမြို့ရဲ့မိုးချီတိုက်တွေရွှေရောင်လွှမ်းနေတဲ့ကောင်းကျင်ကြီးကိုမြင်အောင်ကြည့်လိုက်ပါဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီလိုတလက်လက်တောက်ပနေတဲ့မြင်ကွင်းတွေရဲ့နောက်ွယ်မှာရှိတဲ့လွန်သားရှံပြီးကြံ့ခိုင်မောပြီးနဲ့ဇလန်တပုတ်ကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြမှာပါကဲဒီအကြောင်းအရာရဲ့အဓိကအချက်ကိုအရင်ဆုံးကြည့်လိုက်ရအောင်တစ်ဖက်မှာတော့ဒူဘိုင်းကိုကဘာကတည်ကြတဲ့အိမ်မက်မျောတော့ဒါမဲ့တကယ့်လက်တွေ့ဘဝမှာတော့မေဦးလိုလူတွေအတက်နေစဉ်ယုံခံမှုတွေနဲ့ရှည်လျားတဲ့အရေးတီးက အမဲရှိနေပါတယ်။အဲ့ဒီကွာခြားချက်ကြီးကိုပဲဒီနေ့အဓိကထားပြီးပြောပြသွားမှာပါ။ဟုတ်ပါပြီ။ပထမဆုံးအပိုင်းအနည်းနဲ့ဒီမြို့ကြီးရဲ့လူတွေမြင်တဲ့ပုံရင်းနဲ့တကယ်တမ်းလူတွေရဲ့နေစဉ်ဘဝတွေကြာကကြီးမားတဲ့ကွာချက်ကိုအရင်ဆုံးလေ့လာကြည့်ကြတာပေါ့။ဒီစကားကကျွန်တော်တို့ပြောခင်ခဲ့အထီးပဲကိုတကယ်ကိုထိထိမိမိဖော်ပြနေတာပါ။တောက်ပမှုတွေရှိနေတာတိုင်းမှာဖုံးကွေနေတဲ့အခက်အခဲတွေရှိနေတယ်ဆိုတာကိုပေါ့။ တာကမေဦးရဲ့ကိုထွေဇလန်းတို့အတွက်အစပြုပေးလိုက်တယ်လို့ပါပဲ။ကဲနောက်ကစင်းအနေနဲ့ဒီအိမ်မက်မျိုးတော်မှာရှင်တန်ဖို့အတွက်နေ့စဉ်နေ့တိုင်းဘလို့တာမိုးတွေပြည့်စက်နေရတယ်လဲဆိုတာကိုဆက်ကြည့်လိုက်ကြရအောင်။ဒီနေ့အားနဲ့စပြီးတော့သူ့ရဲ့တနေတာကိုနင်းနေလောက်လိုက်ကြည့်ကြရအောင်ပါ။ဒီလိုမှပဲဒီဇလန်းကသူ့ရဲ့လက်တွေ့ဘဝနဲ့ဘလောက်ထိနီးနီးကပ်ကပ်ဆက်ဆက်နေလဲဆိုတာကိုပိုပြီးနားလည်လာမှာပါ။ဒီမှာပြထားတဲ့ကဏ္ဍ74ဒါကဘာလို့ဆိုလို့တလဲဆိုတော့ သူ့ဘဝမှာအလုတ်ချိန်အရှင်ဆုံးလုပ်ခဲ့ရတဲ့နေ့ကအလုတ်ချိန်နာရီအရေးအတွက်ပါပဲ14နာရီရှင်းရှင်းလေးနဲ့တကယ်ကိုထီမိတဲ့အချက်တစ်ခုပေါ့อืมဒီစကားတစ်ခုနဲ့အရာအားလုံးကိုနားလည်သွားနိုင်ပါတယ်သူပြောနေတဲ့အပြုံးကပျော်ရွှင်လို့ပြောနေတာမျိုးမဟုတ်တော့ပဲဒီဘဝမှာဆက်ပြီးရှင်သန်နိုင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့လက်နက်တစ်ခုလို့ဖြစ်နေတာပါဆိုတော့အထူးအချက်ကသူ့ရဲ့အပြုံးကပင်ပန်းနွမ်းနယ်မှုကိုအန်တုဖို့အတွက် ခွန်အားတစ်ခုဖြစ်လာတယ်။ပိတ်ဆံစုဖို့မိသားစုကိုထောက်ပံ့ဖို့ပြီးတော့ဒီတန်းတဲ့ကိုကြံ့ကြံ့ခံနိုင်ဖို့အတွက်ပေါ့။အခုကျွန်တော်တို့မြင်နိုင်တဲ့ကိုပိုင်းဆိုင်ရာစင်ခေါ်မှုတွေအပြင်လူတွေမြင်မြင်နိုင်တဲ့ပုံပြီးနဲ့နဲ့ဆိုင်ဆိုင်ထိခိုက်စေတဲ့စိတ်ပိုင်းဆိုင်ရာတိုက်ပွဲတွေကြောင့်ကိုစပ်ပယ်လည်လာကြည့်ကြအောင်။ဟုတ်ပါတယ်။တကာတလေမှာ ကိုပင်ပါတာထဲလူတွေရဲ့မချီမဲ့မြင်ပြတဲ့စကားလုံးတွေအပြုအမူတွေကိုရင်ဆိုင်ရတာကပိုပြီးခက်ခဲတတ်ပါတယ်။ ဒီစကားကအဲ့ဒီခံစားချက်ကိုအတိအကျဖော်ပြနေတာပဲလူရမသွင်းခံရတဲ့တန်ဖိုးမထားခံရတဲ့ခံစားချက်ကဘလောက်တောင်နဲ့နဲ့ရှိုင်းရှိုင်းနာကျင်ရတယ်လဲဆိုတာကိုပေါ့ဒါရသူမကြခဏကြုံတွေ့နေရတဲ့အတွေ့အကြုံတစ်ခုပါဒါပဲမဲ့ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာကသူ့ရဲ့တုံ့ပြန်မှုပါပဲသူကအရှုံးမပေးလိုက်ဘူးသူ့ရဲ့အပြုံးကိုဝန်ဆောင်မှုပေးတဲ့ကိရိယာတစ်ခုအဖြစ်ခင်နေ ကိုယ့်ရဲ့တံပိုးကိုကာကွယ်တဲ့ဒိုင်းတစ်ခုအဖြစ်ပြောင်းလဲပြစ်လိုက်တယ်။ဒီလိုအချိန်ကြီးတဲ့ကြားထဲမှာလူတယောက်ကဘလို့များခံနိုင်ယူရှိရှိနဲ့ဆက်ပြီးရက်တည်နိုင်ပါလေ။ဒီအပိုင်းမှာတော့မေဦးသူ့ကိုယ်သူတိဆောက်ယူခဲ့တဲ့ခံယူချက်တွေကိုဆက်ပြီးကြည့်သွားမှာပါ။ဒါကသူတင်ယူခဲ့ရတဲ့အဓိကသင်ခန်းစာပဲ။ဆိုလိုတာကကိုကိုကိုတံပိုးမထားဘဲနဲ့အန်ဂျီဘီတီးခံနေုံနဲ့တော့အလုံးမဖြစ်ဘူးဆိုတဲ့သဘောပါပဲ။ ဒီခံစစ်ရှိရမယ်။ဒါပေမဲ့ကိုတန်ဘောကတော့အခြေခံမခံနိုင်ဘူး။ဒီစီးမြင်သုံးချက်ကတော့သူ့ရဲ့နေ့စဉ်ဘဝကိုလမ်းပြပေးနေတဲ့ကိုပိုင်ဆောင်ပုတ်တီဖြစ်လာပါတယ်။သူ့တစ်ပါးကိုလေးစားမယ်။ကိုကိုကိုလည်းလေးစားမှုအဆုံးရှုံးမခံဘူးပြီးတော့ကိုဘွားရဲ့တခင်ဟာကိုတိုင်းမဲဆိုရခံယူချက်ပေါ့စိတ်ပိုင်းဆိုင်ရာဝန်ထုံဝင်ဖို့တွင်ပြင်းလက်တွေ့ဘွားရဲ့ဖီးယားတွေကလည်းအများအားရှိနေတော့ပါပဲအင်္ဂလခါစာစည်းရိတ်တခါလေပိုက်ဆံမရတဲ့အချင်းပေါ်လို့တွေ့ ပြီးတော့အချွေးရဖီးအားဒီကလည်းသူ့ကိုအမြဲတမ်းချစ်နှူးလို့နေတော့ဝါဒီနဲ့ခက်ခဲတဲ့အားလုံးကိုကြံ့ကြံ့ခံနိုင်စေတဲ့သူ့ရဲ့အဓိကခွန်အားကတော့မိသားစုစီကလာတာပါသူ့မှာအမြဲဆောင်ထားတဲ့မိသားစုတပ်ပုံလေးကသူ့ရဲ့ရည်မှန်းချက်နဲ့သူ့ပါကြောင့်ဒီလောက်ထိကြိုးစားနေရတယ်လဲဆိုတာကိုအမြဲတမ်းသတိပေးနေတာပေါ့ကဲနောက်ဆုံးပိုင်းကိုရောက်လာပါပြီဒီရုံးကမိုးတဲ့အခက်ခဲတွေအားလုံးကနေဘယ်လိုမျိုးနက်နက်ဆိုင်ဆိုင်မျောလင့်ချက်ပေးနိုင်တဲ့တည်င်းစကားတစ်ခုထွက်ပေါ်လာတယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင် ဒီစကားကတကယ်ကိုအားရှိစေပါလေအမောင်ဆိုတာကလူတယောက်ရဲ့တံဖိုးကိုလာပြီးတတ်မှတ်ပေးပါမဟုတ်ဘူးတဲ့အခက်ခဲဆိုတာဘဝရဲ့အဆုံးသတ်မဟုတ်ဘူးဆိုတဲ့အတိပေးပါပဲဟုတ်ပါပဲအမောင်ဆိုတာကို့အတွင်းမှာရှိတဲ့အလင်းရောင်ကဘလောက်ထိတောက်ပါတယ်ဆိုတာကိုပိုပြီးမြင်တော့အောင်ပိုပြီးထင်ရှားအောင်လုပ်ပေးတဲ့အရာတစ်ခုပုံပဲတဲ့ကြကြောင်ဒီဇလန်းကနေရတဲ့နောင်ဆုံးသင်္ကန်းစကတော့စူးစားပါကျင်နာပါပြီးတော့အရေးကြီးဆုံးက ကိုယ့်ရဲ့ဇက်လန်ကိုယ့်ရဲ့ဘဝကတန်ဖိုးရှိတယ်ဆိုတာကိုဘယ်တော့မှမမေ့ဖို့ပါပဲဒီတော့နောက်ဆုံးအနေနဲ့ဒီမေခွန်းလေးကိုအားလုံးတို့ထားခဲ့ချင်ပါတယ်ကျွန်တော်တို့မျက်စိရှိမှတင်အပေါ်ယံအောက်မှာဖုံးခွေနေတဲ့ပြောပြဖို့အတင့်ထွနေတဲ့ဇလန်းတွေဘလောက်များများရှိနေနိုင်မလဲဆိုတာကိုစဉ်းစားကြည့်ဖို့ပါပဲ။